ဖိုင်ဘာအီဂျီအိုဝက်ချက်များပျော်ဝင်နိုင်သောနှင့်မပျော်ဝင်နိုင်သောသင်သိသင့်တာတွေကဒီလိုပါပျော်ဝင်နိုင်သောဖိုင်ဘာနဲ့မပျော်ဝင်နိုင်သောဖိုင်ဘာအိုင်ဘာနှမျိုးစလုံးကတင့်ခန္ဓာကိုယ်မှာအနည်းငယ်ကွဲပြားတဲ့အခန်းတဏ္ဍာရီမှာပါဝင်ပါတယ်ပထမဆုံးပျော်ဝင်နိုင်သောဖိုင်ဘာအကြောင်းပြောကြမယ်ပျော်ဝင်နိုင်သောဖိုင်ဘာကရေထဲမှာပျော်ပြီးခြေပုံစံတစ်မျိုးဖြစ်လာပါတယ် သွေးချိုညှိထိန်ထောက်ကူထွစေပါတယ်။ပျော်ဝင်နိုင်သောဖိုင်ဘာအစာချေမှုကိုမြှိကွေးစေပါတယ်။အိုလက်စထရောအဆင့်ထိန်ချုပ်နဲ့သွေးချိုထိန်သိမ်းအထောက်ကူဖြစ်စေပါတယ်။နံပါတ်2အခုမပျော်ဝင်နိုင်သောဖိုင်ဘာအကြောင်းပြောကြမယ်။မပြောဝင်နိုင်သောဖိုင်ဘာအညစ်အကြေးထူထပ်စေပါတယ်။နမေကြသောအညစ်အကြေးထွက်ခြင်းကိုအားပေးပေးပါတယ်။မပြောဝင်နိုင်သောဖိုင်ဘာကရေထဲမှာမပြောပါဘူး။အစာချေမှုစနစ်တလျှောက်လမ်းသွားတဲ့အခါမှာပုံစံမပြောင်းဘဲတည်ရှိနေပါတယ်။ အစာချေမှုစနစ်ကျန်းမာရေးထိန်းသိမ်းအတွက်အထောက်အကူဖြစ်နှင့်မမှန်သောဥလှုပ်ရှားမှုများအခုတင်ဟာပျော်ဝင်နိုင်သောဖိုင်ဘာနှင့်အပျော်ဝင်ဖိုင်ဘာတွေတင့်ခန္ဓာကိုယ်မှာဘလို့လှုပ်ဆောင်တယ်လဲနားလည်ပါပြီကျတို့အရေးကြီးတဲ့အကြောင်းကြည့်မယ်ဒီကျန်းမာရေးအကျိုးကျေးဇူးတွေက နောက်ဗီဒီယိုမှာတင့်ကိုအံ့ဩစေမယ်